ဲ့တော့ကျွန်မအထူးသဖြင့်ပြောကြားလိုပါတယ်။ဒါကျွန်တော်တို့စီမံခန့်ခွဲမှုမှာဆိုရင်ဒါ continuous improvement ဆိုတာအရေးကြီးပါလိမ့်ရှင်။စင်စက်မပြတ်ဖွံ့ဖြိုးတိုးတက်နေရမယ်။စင်စက်မပြတ်ပေါ့နော်စ조사ဆောင်ရွက်နေရမယ်။ဆိုလို့ရှိရင်လေကတဲ့လိုပေါ့ရှင်။တစ်ထစ်ချင်းစီတက်ပြီးတော့မှအခုချိန်မှာတော့ကျွန်တော်တို့ကဟိုပါပေါ့ရှင်။ဟိုမှတ်တိုင်တော်တော်လေးပေါ့နော်။ဟို site to ကဲနိုင်ပြီဖြစ်ပါတယ်။အဲနောက်တစ်ခုကတော့ကျွန်တော်တို့2023နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအထွက်တဲ့အချိန်မှာ မဒီဒီပါတီကိုမှတ်ပေါ်အစ်ပြန်တင်ရမှာဖြစ်အဲအစ်ပြန်တင်ရတဲ့အချိန်မှာကျမတို့ဟိုဟာပေါ်ရှင်ဒီပို့ပြီးတော့မှဟိုစီးလုံးညင်ညွတ်တောင်တွေ့ရပါတယ်အဲ့ဒီအချိန်ဆိုလို့ရှိရင်ကျမလည်းနိုင်ငံတော်ကတာဝန်ပေးချက်အရဝန်ကြီးဌာနတွေမှာလုပ်ငန်းတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာဒူဝပထတိကအချိန်များစုပေါ့နော်ပြီးလို့ရှိရင်ဒူဝပထတိခဏအကျမ်းမာရေးရအနားယူတဲ့အချိန်မှာဒူဝကထနှစ်ကနေပြီးတော့မှပါတီကိုဥဆောင်ပြီးတော့မှဆောင်ရွက်ခဲ့တာဖြစ်ပါရှင့် ဲ့ဒီဥပဒေအစ်စ်ပေါ့နော်ပါတီမှတ်ပုံတင်ခြင်းဥပဒေအစ်စ်ရဆိုလို့ရှိရင် ကျွန်တော်တို့ကဆုံးဖြတ်စရာရှိလာတာပေါ့ရှင်။နံပါတ်၁ကကြတော့ကျွန်တော်တို့က National Party ပေါ့နော်ဒီပြည်ထောင်စုတဝန်းလုံးမှာရှင်ပြိုင်မဲ့ပါတီသို့မဟုတ်လို့ရှိရင်လည်း Regional Party ဆိုတာဟိုတိုင်းဒေသကြီးသုံးဖို့ပြည်နယ်တစ်ခုသုံးဖို့တစ်ခုထက်ပိုပြီးတော့မှတီထောင်မဲ့ပါတီဆိုပြီးတော့မှရွေးကောက်ပွဲဝင်မဲ့ပါတီဆိုပြီးကျွန်တော်တို့ဆုံးဖြတ်ရရှိလာပါတယ်ရှင်။ဟိုဆုံးဖြတ်ခဲ့ပြီးတော့မှဒီနေ့ဒီအချိန်မှာတော့ကျွန်တော်တို့ကဒီဟို ဟိုပါပေါ့ကျွန်တော်မှတ်တိုင်တွေအများကြီးကိုကြော်ဖြတ်ခဲ့ပြီးဖြစ်ပါတယ်။နံပါတ်၁ကတော့ပါတီဝင်အင်အားပါရှင့်။ပါတီဝင်အင်အားတော့ကျွန်တော်တို့ဟိုပါပေါ့နော်။တသိန်းရှိရမှာပါပထမတော့လေ။နောက်တော့ဖြည့်လျှော့တဲ့အနေနဲ့9000ကျွန်တော်တို့မှာတကယ်ပါတီတကယ်စပြီးတင်လို့ရရင်ကျွန်တော်တို့တသိန်းကျော်ကျော်တော်တော်လေးတော်တော်လေးကျော်ကျော်တင်ခဲ့ပါလေ။အဲ့ဒီမှာ UEC ကတေချာစီစစ်ပြီးတော့မှ9000ကျော်ပါရှင့်။အဲဟိုပါပေါ့စီးသားဥပဒေရတော့နံပါတ်တော့လွတ်ရမှာ။9000ကျော်ပါရှင့်။ ကိုတောင်းကျော်ကိုတောင်းကျော်ကျွန်တော်တို့ဟိုပါတီဟိုပါပေါ့နော်ဒီအတီးပြုတ်ခံခဲ့ရပါတယ်အဲနောက်တစ်ခေါက်တော့ပါတီရုံးခန်းပေါ့ကြီးပါတီရုံးခန်းကတော့ဖြင့်ဟိုတဝက်ရှိရမယ်ပေါ့နော်တဝက်ကျော်ရမယ်ဆိုတော့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာမြို့နယ်ပေါင်း330ရှိတော့166မြို့နယ်တော့ရှိရမှာဖြစ်ပါတယ်အဲ့ဒါအောင်လဲစူးစမ်းပြီးဆောင်ရွက်လိုက်ဆောင်ရွက်နေတဲ့အချိန်မှာဆောင်ရွက်နေတဲ့အချိန်မှာပဲကျွန်တော်တို့က149ခန်းလောက်တော့ပေါ့နော်ရုံးခန်း149ခုလောက်ရှိနေတဲ့အချိန်မှာပဲ UEC ကနေဖြေလျှော့လိုက်ပြီးတော့မှာ အသုံးပုံတစ်ပုံဆိုတော့ကျမတို့က130ပြည့်ရမှာဖြစ်ပါရှင့်အဲ့အချိန်မှာကျမတို့ဟို149ပေါ့နော်ရုံးကန်း100အမြုပ်နဲ့ရုံးကန်းနေ149ခုနဲ့ကျမတို့ UEC ကိုတင်လိုက်တဲ့အချိန်မှာ138မြုပ်နေဟိုဖြစ်ပါလိမ့်ရှင့်ဒါဟိုဟိုပေါ့နော်ဒီ UEC ကတည်ပြုတ်ပါလိမ့်ရှင့်ဟို sorry ပါကျမနာစီချောင်းဆုံးနေလို့ အတိပြုတာဖြစ်ပါလေရှင်အဲကြတော့ကျွန်တော်တို့ကအဲ့ဒီနှစ်စင်းတော့အောင်းနိုင်ခဲ့ပြီးတော့မှဟိုကြော်ကြော်လွားခဲ့ပြီးတော့မှပေါ့နော်ပြီးလို့ရှင်နောက်ဆုံးကြံတာကတော့ကျွန်တော်တို့ကိုယ်စလဲလောင်းရည်အတွက်ပါရှင်ကိုယ်စလဲလောင်းရည်အတွက်ကမဲဆန္ဒနယ်ရဲ့တဝက်မှာပါဝင်ရှင်းပြနိုင်နိုင်ရမယ်ဆိုတော့ကျွန်တော်တို့မဲဆန္ဒနယ်ပေါင်းကအခုရွေးကောက်ပွဲပုံစံအစ်စ်နဲ့ဆိုရင်133နယ်ရှိပါရှင်အဲ133နယ်ဆိုလို့ရှင်ကျွန်တော်တို့က400နဲ့133နယ်တဝက်ပေါ့နော် အဲတဝက်ပေါ့400 400ကျော်ကျွန်တော်တို့ရှင်ပြန်ရမှာဖြစ်ပါရှင့်အဲအဲ့ဒါအဲ့ဒါကိုစူးစမ်းနေတော့ချိန်မှာပဲနောက်ဆုံးတော့ဟိုဟိုပြင်ညာချက်ပေါ့နော်ဖြေလျှော့တာထွက်လာတာတော့၄ပုံတပုံအဲဒီမဲဆန္ဒနဲ့၄ပုံတပုံပါဝင်ရှင်ပြန်ရရှင်ပြန်ဖို့လို့အတွက်အ ਨੇ ဆုံးရှင်ပြန်ရမယ်ဆိုတော့ကျွန်တော်တို့ကတဝက်ကျော်တော့ကျွန်တော်တဝက်ကျော်ရှင်ပြန်နိုင်သွားပါလိမ့်ရှင့်ဒါကျွန်တော်အဲ့စီးရင်စီးရလေးပေါ့နော်တကယ်တမ်းဟိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရွေးကောက်ပွဲအတွက်လည်းကျွန်တော်တို့ကော်မတီ၃ရက်ဖွဲ့စည်းပြီးဆောင်ရွက်လျက်ရှိပါတယ်အဲနံပါတ်၁ဦးဆုံး ်နံပါတ်1ဦးဆုံးဖွဲ့စည်းတာကတော့ကျမတို့ဟိုပါရှင့်ကိုယ်စားလှယ်လောင်းစီစစ်ရထားရေးကော်မတီပါကျမတို့ရဲ့ဒုဥက္ကဋ္ဌ1ကနေပြီးတော့ဦးဆောင်ပြီးဆောင်ရွက်ပါတယ်ဥက္ကဋ္ဌ2နဲ့ဆောင်ရွက်ပြီးတော့မှဒုဥက္ကဋ္ဌ1ကအတွင်းရေးမှူးအနေနဲ့ဆောင်ရွက်ပါလိမ့်ရှင့်တပီးလို့ရှိရင်အဲ့ဒီအဖွဲ့ထဲမှာအဲ့ဒီကော်မတီထဲမှာတိုင်းနယ်ပြည်နယ်ဥက္ကဋ္ဌကြီးများအကုန်လုံးပါဝင်နေဖြစ်ပါလိမ့်ရှင့်ဒီလိုပုံစံနဲ့ကျမတို့ဆောင်ရွက်ပါတယ်အဲ့လိုဆောင်ရွက်ပြီးလို့ရှိရင်ဒုတိယဒုတိယဒုတိယတော့ကျမကျမတို့ဟိုပါပါရှင့် အဲဒီရွေးကောက်ပွဲကြေညာဆန္ဒရေးသားရေးကော်မတီဆိုပြီးတော့ကျမတို့ဖွဲ့စည်းပါတယ်အဲ့ဒါကတော့ကျမတို့ဒုတိယဥက္ကဋ္ဌလေးနဲ့ကျမနဲ့ဥဆောင်ပြီးတော့မှဆောင်ရွက်ကြတာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်ကြတဲ့အချိန်မှာဒီမဟာဗျူဟာနဲ့သုတေသနကော်မတီရော HR ကော်မတီဖွဲ့ဝင်နေလဲအပူပေါင်းပြီးတော့မှပါဝင်ကြပါတယ် CEC တချို့လည်းပူပေါင်းပြီးပါဝင်ပြီးတော့မှကျမတို့ဆောင်ရွက်ပါလိမ့်ရှင်နောက်အခုချိန်မှာကျမတို့ဒီရွေးကောက်ပွဲကြေညာဆန္ဒထုတ်ပြန်ဖို့ပေါ့နော်အစဉ်အသစ်ဖြစ်နေပါပြီကျမတို့အဲဒီဒီနေ့တော့မနေ့ပြန်ဆိုရင် အပီးဖြစ်ပါမယ်ရှင်အပီးဖြစ်ပြီးကျွန်တော်တို့ပုံနှိပ်ပြီးလို့ရှိရင်ဒီနိုဝင်ဘာလ10ရက်နေ့မှာတော့ကျွန်တော်တို့ရန်ကုန်မှာကျွန်တော်တို့ရွေးကောက်ပွဲကြိမ်တာဆန္ဒကို launch လုပ်တဲ့အခမ်းအနားလေးကျွန်တော်တို့ဆောင်ရွက်မှာဖြစ်ပါရှင်အဲအဲကြလို့ရှိရင်ကျွန်တော်တို့ဒီသတင်းစာရှင်းလင်းပွဲလို့ပဲပေါ့နော်ကိုပါတီဝင်တွေလည်းအဲပါတီကိုယ်စားလှယ်လောင်းတွေလည်းကျွန်တော်တို့ဖိတ်ကြားမယ်ဒါပြီးလို့ရှိရင်မီဒီယာတွေလည်းဖိတ်ကြားပြီးတော့မှာပြည်သူလူထုကိုဒါကျွန်တော်တို့ပါတီရဲ့အဲဒီရွေးကောက်ပွဲအတွက်ပေးတဲ့ခရီးကုန်ဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီပါတီကနေပြီးတော့မှာ ဒီပြည်သူလူထုအစီအခံတင်ပြမှာဖြစ်ပါလိမ့်ရှင်။နောက်ဆုံးကော်မတီတစ်ခုကတော့ကျွန်တော်တို့ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီဖြစ်ပါတယ်။ဒီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီရဲ့တာဝန်တွေများပါလိမ့်ရှင်။အဲ့ထက်မှာနံပါတ်၁ကတော့ HR နဲ့ HR ကော်မတီနဲ့မဟာဗျူဟာနဲ့သုတေသနကော်မတီကနေပြီးတော့မဟာဗျူဟာနဲ့သုတေသနကော်မတီကနေပြီးတော့မှအဲဦးစီးပြီးတော့မှဒီကိုယ်စလဲလောင်းတင်နန်းနေပေါ့နော်အဲတင်နန်းမှာတင်နန်းမှာကျမတို့စိတ်ပါဝင်စားပြီးတော့မှတင်နန်းဆရာဖြစ်ကိုလာပြီးတင် जा ပေးကြတဲ့ ပြင်ပပုံပုံတို့လည်းရှိသလိုပေါ့နော်ကျွန်တော်တို့ HR ကပဲကျွန်တော်တို့ဒီဒီလက်ဆွဲတွေပါတွေရေးပြီးတော့မှတင်ပေးတာရှိပါလိမ့်ရှင်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ2025ခုနှစ်အထွေထွေရွေးကောက်ပွဲမှာတော့ကျွန်တော်တို့ကတိုင်းနဲ့ပြည်နယ်အကုန်လုံးရှင်းပြနိုင်တာဖြစ်ပါလိမ့်ရှင်ချင်းမှာလည်းကျွန်တော်တို့မရရအောင်ဝင်ပြိုင်လိုက်တယ်အဲပြီးလို့ရှိရင်ရခိုင်မှာလည်းကျွန်တော်တို့မရရအောင်ဝင်ပြိုင်ပါလိမ့်ရှင်နောက်ကရားလိုကရင်လိုပေါ့နော်ငင်းချရေးရဒီလုံကြုံရေးရစိန်ခေါ်မှုရှိတဲ့နေရာတွေလည်း ကျွန်တော်တို့ဝင်ပြိုင်နိုင်အောင်စူးစမ်းခဲ့ပါတယ်။ဒီလိုပူးပေါင်းပြီးတော့မှစူးစမ်းခဲ့ကြတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီနေ့ဒီချိန်မှာတော့ကျွန်တော်တို့ကအဲကျွန်တော်တို့ကျွန်တော်တို့စီရင်ရတော့698ဦးပါရှင်ဒါပေမဲ့ UEC စီရင်ရတော့686ဦးပေါ့နော်နည်းနည်းတော့ဟိုဟာပြစ်တာပေါ့လွှဲမနိုင်တာရှိတာပေါ့နော်ဒါပေမဲ့တကယ်အတီးပြူတာတော့682ဦးရှိပါရှင်အဲ